အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ကမ္ဘာအငင်းချမ်းဆုံးနဲ့အကြွေဝဆုံနိုင်ငံတနိုင်ငံအဖြစ်လူတီများတဲ့ဆွစ်ဇာလန်နိုင်ငံကအထင်ကရမြို့တစ်မြို့ဖြစ်တဲ့ဘန်မြို့ရဲ့အကြောင်းကိုဝေမျှခြင်းပါတယ် ဗန်မျိုးကတော့နိုင်ငံရဲ့အလဲပိုင်းဆွစ်ဇာလန်ရဲ့အထူးကမြစ်ကြီးတစ်စင်းဖြစ်တဲ့အာရီမြစ်ကိုးဝိုက်စည်းစင်းရနေရာမှာတည်ရှိနေတာဖြစ်ပါတယ်။မြို့ရဲ့အကျယ်အဝန်းက58တသမ62ရဲမိုင်ရှိသလိုမြို့နေလူဦးရေကလည်းတသိန်းလေးသောင်းဝန်းကျင်သာနေထိုင်နေမျိုးဖြစ်ပေမယ့်လူဦးရေအရန်မများတဲ့ဆွစ်ဇာလန်မှာတော့ပြစ်စမမြောက်အကြီးဆုံးမြို့ဖြစ်ပါတယ်။ဆွစ်ဇာလန်မှာခန်တန်ခေါ်ခရိုင်မောင်26ခုရှိတဲ့အနက်ဗန်ခန်တန်ရဲ့မြို့တော်လေးဖြစ်ပါတယ်။မြို့အနေနဲ့အရန်မကြီးပေမယ့်ဆွစ်ဇာလန်နိုင်ငံရဲ့မြို့တော် ဖြစ်တာကြောင့်နိုင်ငံရေးအရာ အရေးပါဆုံးမြို့တစ်မြို့ဖြစ်ပြီးဆွစ်ဇာလန်ရဲ့လွှတ်တော်အဆောက်အအုံအစိုးရရှုံးများတန်ယုံများစုစည်းတည်ရှိရာမြို့တစ်မြို့လေးဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာကဆွစ်ဇာလန်ရဲ့မြို့တော်ဆိုတာဟာနိုင်ငံနဲ့ဆွစ်ဇာလန်ပြည်သူတွေရသတ်မှတ်တာမဟုတ်ဘဲအစိုးရရုံးတွေရှိတာကြောင့်နိုင်ငံတကာကနေသတ်မှတ်ထားတာဖြစ်ပါတယ်ဆွစ်ဇာလန်အနေနဲ့ကတော့ဘယ်မြို့ကမှနိုင်ငံရဲ့မြို့တော်အဖြစ်တရားဝင်သတ်မှတ်ထားတာမျိုးမရှိဘဲတပြေးညီအခွင့်အရေးရှိတယ်လို့ခံယူထားလို့ဖြစ်ပါတယ်ယနေ့ဗန်းမြို့တည်ရှိရာနေရာမှာတချိန်ကရောမားတို့ အခြေကျနေထိုင်မှုရှိခဲ့ပြီး1192ခုနှစ်မှာတော့ဇာရင်ကမင်းသားမျိုးနွယ်ဝင်ပြည်စမဘာတိုကမြို့အဖြစ်စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်မြို့ရဲ့အမည်ဟာဂျာမန်ဘာသာစကားမှာဝုန်းဝုန်ဆိုတဲ့အဓိပ္ပာယ်ရှိပြီးမြို့တည်ထောင်သူဘာတိုကတားရဲတလိပ်ဆန်တွေကိုအမဲလိုက်ရမှာပထမဆုံးဖမ်းမိတဲ့တရိတ်ဆန်ကိုမြို့ရဲ့အမည်အဖြစ်ပေးမယ်လို့ဆုံးဖြတ်ခဲ့ပြီးဝုန်းဝုန်တကောင်ကိုဖမ်းမိခဲ့တာကြောင့်ဘန်းလို့အမည်ပေးခဲ့တာဖြစ်ပါတယ်ယနေ့အချိန်ထိဝုန်းဝုန်အမတ်အသားဟာဘန်းမျိုးရဲ့တင်ကေတာအဖြစ်ရပ်တည်နေစေဖြစ် ်ပါတယ်။အလဲခေကာလမှာတော့ဘန်းဟာ Source Confederacy ရဲ့အဖွဲ့ဝင်မြို့တစ်မြို့ဖြစ်ခဲ့ပြီး14ရာစုမှာလွတ်လပ်တဲ့မြို့တော်ဖြစ်ရပ်တည်ခဲ့ပါတယ်။ AD 15ရာစုမှာတော့ဘန်းဟာစီးရီးအရာအင်အားကြီးမားလာခဲ့ပြီးဆော်ဇလန်ရဲ့အကြီးမားဆုံးမြို့တစ်မြို့အဖြစ်ရပ်တည်ခဲ့ပါတယ်။16ရာစု Protestant ပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာတော့ဘန်းမှာကက်သလစ်ဘာသာကနေ Protestant ဘာသာကိုပြောင်းလဲခဲ့ပြီးဆော်ဇလန်ရဲ့ပြုပြင်ပြောင်းလဲရေးဗဟုချက်မှနေမည်တစ်ခုဖြစ်ခဲ့ပါတယ်။18ရာစုမှာတော့ဘန်းဟာဆော်ဇလန်ရဲ့အ ကျွဲဝါဆုံးမြို့တော်တစ်ခုဖြစ်လာခဲ့ပြီးခန်းနာတဲ့ပြည်သူကလက်ရအဆောက်အအုံများစွာကိုတိစောက်ခဲ့ကြပါတယ်။၁၈ရာစုနောက်ပိုင်းခုနှစ်မှာတော့ပြင်သစ်တပ်တွေကဘန်းကိုသိမ်းပိုက်ခဲ့ပြီးဒီနောက်မှာတော့ဟဲလ်ဘတ်တစ်တမရနိုင်ငံရဲ့အစိယပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။နပိုလီယန်စစ်ပွဲများအဆုံးသတ်ကာလ AD 1814ခုနှစ်မှာတော့အချာဆော့စ်နယ်မြေတွေနဲ့အတူယနေ့ဆွစ်ဇာလန်နိုင်ငံကိုပူးပေါင်းတည်ထောင်လိုက်ကြတာဖြစ်ပါတယ်။1848ခုနှစ်မှာတော့ဆွစ်ဇာလန်ဖရယ်တမရနိုင်ငံကိုတည်ထောင်ခဲ့ပြီးဘန်းကိုနိုင်ငံရဲ့အစ ိုးရရုံတွေရုံဆက်ရရွေးချယ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစလို့ဘန်းဟာဆွတ်ဇလန်ရဲ့နိုင်ငံရေးဗဟိုချက်မအဖြစ်ချက်တီလာခဲ့တာဖြစ်ပါတယ်။1920မှာမှမြို့နေလူဦးရေတသိန်းပြည့်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းနေချင်းစပွဲကောင်းတဲ့မြို့တစ်မြို့အဖြစ်သတ်မှတ်ခံထားရသလိုတစ်ဖက်မှာလည်းကမ္ဘာနေထိုင်မှုစရိတ်အမြင့်ဆုံးမြို့တွေအနက်ကတမျိုးလေးဖြစ်နေပြန်ပါတယ်။ဘန်းရဲ့အထင်ရှားဆုံးအမှတ်အသားတစ်ခုကတော့ဘန်းမြို့ဟောင်းနေမည်ဖြစ်ပါတယ်။1983ခုနှစ်မှာ UNESCO ကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့တဲ့ဒီမြို့ ဟောင်းဟာဥရောပရဲ့အကောင်းဆုံးထိန်းသိမ်းထားနိုင်တဲ့မြို့ဟောင်းတစ်ခုလေးဖြစ်ပါတယ်မြို့ဟောင်းထဲမှာရှေးဟောင်းအဆောက်အအုံတွေရှေးပန်းတွေရှေးအောင်လန်းတွေရှိနေပြီးအာရင်းမြစ်ကလှပစွာကွေးဝိုက်စည်းစင်းနေပါတယ်မြို့ဟောင်းနယ်မြေမှာရှေးဟောင်းအထင်းအမှတ်အဆောက်အအုံများစွာရှိနေပြီးတရက်ထဲမှာအထင်ရှားဆုံးကတော့ Banminster လို့ခေါ်တဲ့ Ban Cathedral ဖြစ်ပါတယ်1421ခုနှစ်ကခေါ်တဲ့ဘီတုကာနဲ့စတင်ခဲ့ပြီး1593ခုနှစ်မှာပြီးစီးခဲ့တဲ့ဒေဖျားเจ้าဟာဆွစ်ဇာလန်ရဲ့အမြင့်ဆုံးဖျားเจ้าမျော်စင်ကိုပိုင်ဆိုင်ထားပါတယ် ေမျောစင်းအမြင့်ကပေ330ခန့်ရှိပြီးဖျားကျောင်းရဲ့ဘီတုကလက်ရများနဲ့ရုပ်ထုများဟာအလွန်လှပပါလေ။ဘန်းရင်အထင်ရှားဆုံးအမှတ်အသားတစ်ခုကတော့ Saint Claude ခေါ်နာယီမျောစင်းကြီးဖြစ်ပါလေ။၁၃ရာစုကတိဆောက်ခဲ့တဲ့ဒီနာယီမျောစင်းကြီးဟာတစ်ချိန်ကမြို့ရိုးတတိုင်းရဲ့အနောက်ဘက်တကားဖြစ်ခဲ့ပြီးနောက်ပိုင်းမှာနာယီမျောစင်းအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါလေ။နာယီတစ်ချက်တီးတိုင်းမှာရုပ်ထုငယ်တွေကလှုပ်ရှားပြတာပြီးခရီးသွားများအကြိမ်များတဲ့နေရာတစ်ခုလေးဖြစ်ပါလေ။မြို့အလဲပိုင်းကဘန်းမြို့တော်ခမ်းမကိုတော့ AD 15ရာစုအစောပိုင်းမှာတိစောက်ခဲ့တာဖြစ်ပြီးဂေါ်တေဘီသူကနေတိစောက်ထားတဲ့ဒီအစောက်အအုံကိုဘန်ခန်တန်ရဲ့လွှတ်တော်အဖြစ်အသုံးပြုနေစေဖြစ်ပါတယ်1902ခုနှစ်မှာတိစောက်ပြီးစီးခဲ့တဲ့ဆွစ်ဇာလန်လွှတ်တော်အစောက်အအုံကိုတော့နီယိုရီနီဆန်ဘီသူကစတိုင်နဲ့တိစောက်ထားပြီးဆွစ်ဇာလန်အစိုးရရဲ့အဓိကရုံးအဖြစ်ဆက်လက်အသုံးပြုလျက်ရှိပါတယ်အစောက်အအုံရဲ့ဗဟုခမ်းမကြီးမှာဆွစ်ဇာလန်ရဲ့တမိုင်းကိုဖော်ကျူးထားတဲ့နိုင်ရန်စီပကြီးများနဲ့ရုပ်ထုတွေရှိပါတယ်ပြားရိုက်ပေါင်းအခု20ကျော်ရှိနေတဲ့ဘန်းရဲ့ထင်ရှားတဲ့ပြားရိုက်တစ်ခုကတော့ ော့ဗန်းသမိုင်းပြတိုင်ဖြစ်ပါတယ်။1894ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ဒီပြတိုင်မှာတော့ဆွစ်ဇာလန်သမိုင်းနဲ့ဆက်နွယ်တဲ့ပစ္စည်းပေါင်း9သိန်းကျော်ကိုစုဆောင်းပြသထားပါတယ်။ဒီပြတိုင်ထဲမှာအိုင်စတိုင်းပြတိုင်လည်းပါဝင်ပြီးအယ်ဘတ်အိုင်စတိုင်းရဲ့ဘဝနဲ့သိပ္ပံလက်ရာတွေကိုပြသထားပါတယ်။ဗန်းအမှုပညာပြတိုင်ဆွစ်ဇာလန်ဆက်သွယ်ရေးပြတိုင်ဗန်းသဘာဝသမိုင်းပြတိုင်စင်ထရပိုကလီအမှုပညာပြတိုင်ဆွစ်ဇာလန်ရိုင်းဖယ်ပြတိုင်စတာတွေကတော့ဗန်းမျိုးရဲ့နောက်ထပ်ထင်ရှားတဲ့ပြတိုင်တွေဖြစ်ပါတယ်။ဗန်းဟာစိန်လန်းနဲ့မြို့တမြို့ ဖြစ်ပြီးတစ်မျိုးလုံးမှာပန်းညံမောင်အခု40ကျော်ရှိနေတဲ့အနက် Rosen Garden ပန်းချံကအထင်ရှားဆုံးဖြစ်ပါတယ်1933ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ဒီပန်းညံမှာနှင်းစီမျိုးစိတ်ပေါင်း223မျိုးနဲ့နှင်းစီပင်ပေါင်း9000ကျော်ကိုစိုက်ပျိုးထားပါတယ်ပန်းညံကနေဗန်းမြို့ဟောင်းကိုအပေါ်စီးကနေကြည့်ရှုနိုင်တဲ့နေရာလေးဖြစ်ပါတယ်ဗန်းမြို့ရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့ဗန်းဝဝပန်းချံ Einstein အိမ်ဗန်းမျိုးရိုးတတိုင်းဥယျာဉ်162ဘေးမြင့်နဲ့ Keyfield Tower ဗန်းကြီးလက်ပြတိုက်ဗန်းမျိုးစည်းကြီးအ စိုးရအရှင်မြင့်စတာတွေဖြစ်ပါတယ်။နေထိုင်သူဦးရင်ရဲ့65ရာခိုင်နှုန်းခန့်ကမိုးရင်ဆော့ဒေတာကန်တွေဖြစ်ပြီးကျန်35ရာခိုင်နှုန်းခန့်မှာအများစုကအခြားဥရောပနိုင်ငံတွေရလာရောက်နေထိုင်သူတွေဖြစ်ပြီးအာရှအာဖရိကနဲ့အမေရိကတွေပေါ်အနည်းငယ်လေးဒီမျိုးမှာနေထိုင်ကြပါတယ်။လူဦးရေ80ရာခိုင်နှုန်းခန့်ကခရီးယန်ဘာသာဝင်တွေဖြစ်ပြီးဘာသာမဲ့လူဦးရေကလည်း20ရာခိုင်နှုန်းခန့်ရှိနေပြီးအစ္စလမ်၊ဟိန္ဒူ၊ဗုဒ္ဓဘာသာနဲ့အခြားဘာသာကိုးကွယ်သူအနည်းငယ်လေးနေထိုင်ကြပါတယ်။ဗန်းမျိုးရဲ့ ဓိကစီးပွားရေးလုပ်ငန်းတွေကတော့အစိုးရဝန်ဆောင်မှုလုပ်ငန်း၊ကျန်းမာရေးစောင့်ရှောက်မှု၊ဘဏ်လုပ်ငန်း၊အာမခံလုပ်ငန်း၊အစားအစာထုတ်လုပ်မှု၊ခရီးသွားလုပ်ငန်း၊ electronic ၊စေဝါ၊စက်မှုလုပ်ငန်းစတာတွေဖြစ်ပါတယ်။ဒေသခံတွေရဲ့နှစ်စဉ်ပြန်မြ GDP ဟာအမေရိကန်ဒေါ်လာ9,500ခန့်အထိရှိနေတာကြောင့်ကမ္ဘာအနေအထားနဲ့ကြည့်ရင်အကျွေးဝါဆုံးမျိုးတွေတည်းကတမျိုးလို့ဆိုရမှာဖြစ်ပါတယ်။ပညာရေးထွန်းကားတဲ့ဒီမျိုးမှာမြို့နေလူဦးရေရဲ့၄၀ရာခိုင်နှုန်းကျော်ကတက္ကသိုလ်သို့မဟုတ်ကောလိပ်တစ်ခုခုကဘွဲရရှိပြီးသူတွေဖြစ်ပါတယ်။တက္ကသိုလ်နဲ့ ောလိပ်ပေါင်း၁၀ခုကျော်ရှိနေတယ်မျိုးဖြစ်ပြီးအထင်ရှားဆုံးကတော့ဗန်းတက္ကသိုလ်ဖြစ်ပါလိမ့်။၁၈၃၄ခုနှစ်ကစတင်လာခဲ့တဲ့ဒီတက္ကသိုလ်ကြီးကိုတော့ဌာနရှိခိုးနဲ့ဖွဲ့စည်းထားပြီးစတင်သားပေါင်း၁၉000ကျော်တက်ရောက်လျက်ရှိပါလိမ့်။တမျိုးလုံးမှာလျှက်စစ်ဘတ်စ်ကားနဲ့လျှက်စစ်ရထားလမ်းကြောင်းတွေရှိနေပြီးဆွစ်ဇာလန်အခြားမြို့တွေအပြင်အိန္ဒိယနိုင်ငံများအထိချိတ်ဆက်ထားပါလိမ့်။ပင်မလေးစည်းဖြစ်တဲ့ဗန်းလေးစည်းကိုတော့1929ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးဒီလေးစိတ်ဟာအရင်မကြီးပဲနှစ်စဉ်လေးကြောင်းခရီး ီးသောနှစ်သိန်းခန့်ကိုသာဝန်ဆောင်မှုပေးနေရတာဖြစ်ပါသည်အပူအအေးမြတ်တာတဲ့တမပိုင်းရာသီဥတုကိုပိုင်ဆိုင်ထားပြီးတစ်နှစ်ပတ်လုံးပြင်းမြအပူချိန်က3ဒီဂရီကနေ16ဒီဂရီဆဲစီရဲ့အတွင်းမှာရှိနေတတ်ပါသည်ဗန်မြို့ဟာဆွစ်ဇာလန်ရဲ့ဗဟိုဘန်ရုံးချုပ်တရှိယာမြို့လေးဖြစ်ပါသည်ဒီဘန်ဟာဆွစ်ဇာလန်ရဲ့ငွေကြေးမူဝါဒကိုချမှတ်ပြီးဆွစ်ဖရန့်ငွေကြေးကိုထုတ်ဝေပါသည်ဆွစ်ဖရန့်ဟာကမ္ဘာပေါ်မှာအတည်ငြိမ်ဆုံးငွေကြေးတစ်ခုအဖြစ်သတ်မှတ်ခံထားရပါသည်ဆွစ်ဇာလန်ရဲ့ဖရယ်ဆူရဟာလေဗန်မြို့မှာအခြေစိုက်တာဖြစ်ပါသည်က မ္ဘာနိုင်ငံပေါင်း90ခန့်ရဲ့တန်ယုံတွေဗန်းမျိုးမှာတည်ရှိပြီးနိုင်ငံရေးအရာအရေးပါဆုံးမျိုးလေးဖြစ်ပါ යි ဗန်းမျိုးရဲ့ထူးခြားချက်တစ်ခုကတော့မြို့ဟောင်းတစ်လျှောက်မှာရှိနေတဲ့ကျေဝန်းနဲ့လမ်းဘေးစင်းညံလမ်းတွေဖြစ်ပါတယ်ဥရောပမှာအရှိဆုံးစင်းညံလမ်းတွေကိုပိုင်ဆိုင်ထားပြီးစုစုပေါင်းအရှိ6ကီလိုမီတာကျော်အထိရှိနေတာလည်းဖြစ်ပါတယ်ဒီစင်းညံလမ်းတွေဟာမိုးရွာတဲ့အခါကာကွယ်ပေးသလိုဆိုင်ကမ်းများစားတောက်ဆိုင်များဟိုတယ်များတည်ရှိရာနေရာလည်းဖြစ်ပါတယ်ဗန်းမျိုးရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ရေပန်းတွေဖြစ်ပါတယ်မြို့တစ်လျှောက် ောက်မှာရေပန်းပေါင်း100ကျော်ရှိပြီးအများစုကို16ရာစုကတိစောက်ခဲ့တာဖြစ်ပါတယ်။ဒီရေပန်းတွေကိုတောက်သုံးရင်ရရှိရန်အတွက်တိစောက်ခဲ့တာဖြစ်ပြီးယနေ့အချိန်ထိအသုံးပြုနေစေဖြစ်ပါတယ်။ရေပန်းတိုင်းတွေပေါ်မှာရုပ်ထုအမျိုးမျိုးကိုတင်ထားပြီးဗန်းမျိုးရဲ့တမိုင်းကိုဖော်ကျူးထားပါတယ်။ဗန်းမျိုးဟာဆွစ်ဇာလန်ရင်အဓိကဘာသာစကား၄မျိုးအနက်ဂျာမန်ဘာသာစကားကိုအဓိက ပြောဆိုတဲ့ဒေသမှာတည်ရှိနေတာဖြစ်ပါတယ်။ဗန်းမျိုးနေလူဦးရေ65ရာခိုင်နှုန်းခန့်ကဂျာမန်ဘာသာစကားကိုအဓိက ပြောဆိုကြပြီးပြင်သစ်အီတလီ ရိုမန်စတဲ့ဘာသာစကားတွေကိုလည်းပြောဆိုကြပါတယ်။ဗန်မြူဟာဆွစ်ဇာလန်ရဲ့အဓိကအားကစားနည်းဖြစ်တဲ့ဘောလုံးအားကစားရဲ့ဗဟုချက်မှမြို့တစ်မြို့လေးဖြစ်ပါတယ်။ဘန်ယင်မြို့ကဘောလုံးအသင်းဖြစ်တဲ့ BSC ယွန်ဟာဆွစ်ဇာလန်ရဲ့အထင်ရှားဆုံးဘောလုံးအသင်းတစ်သင်းဖြစ်ပြီးဆွစ်ဇာလန်လိဖလားကိုအချိန်မုံမျောစွာဆုတ်ခိုးခဲ့ပါတယ်။ဗန်မြူရဲ့ဘောလုံးဝင်ဖြစ်တဲ့ဝန်ကတော့စတာရီယန်ဟာလည်းဆွစ်ဇာလန်ရဲ့အကြီးဆုံးဘောလုံးကွင်းတစ်ခုဖြစ်ပြီး1954ကမ္ဘာဖလားဘောလုံးပွဲကိုကျင်းပခဲ့ရာနေရာလေးဖြစ်ပါတယ်။ဗန်မြူမှာနေ့စဉ်ကျင်းပတဲ့ပွဲ တော်တွေထဲမှာဘန်ခါနီဖိန်ဘန်အော်ဂေါ့ဘွေတော်ဘန်ကီတာဘွေတော်စက်တုံနီဘွေတော်စတာတွေပါဝင်ပါတယ်ဘန်မျိုးဟာအေးချမ်းလုံခြုံတဲ့မြို့တစ်မြို့ဖြစ်ပြီးလူနေမှုစနစ်အတိုင်းအတာတစ်ခုအထိမြန်မာပြည်မှာနေထိုင်မှုစရိတ်ကြီးမြင့်တာအိမ်900ခက်ခဲတာတနင်္ဂနွေနေ့တွေလိုမျိုးမှာဆိုင်အများစုပိတ်ထားလိရှိပြီးအခြားမြို့ကြီးတွေနဲ့ရှင်ပြင်းစရာကောင်းတာစတဲ့အချက်တွေကတော့နေထိုင်သူတွေမနစ်သက်တဲ့အချက်တချို့ဖြစ်ပါတယ်ဘန်မျိုးဟာကမ္ဘာနေချင်းစပွဲအကောင်းဆုံးမျိုးတွေအနက်အဆင့်30အတွင်းဝင်လိရှိတဲ့မြို့တစ်မြို့ဖြစ်ပြီး စီးပွားရေးကောင်းမွန်ခြင်းအမှုအခင်းနေပါခြင်းကျန်းမာရေးဆောင်ရှားမှုစနစ်ကောင်းမွန်ခြင်းစိမ့်လန်းတဲ့သဘာဝပတ်ဝန်းကျင်ရှိခြင်းစတဲ့အချက်တွေကြောင့်ကမ္ဘာအဆင့်မီမြို့တော်တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါလို့ဆိုရင်တော့ဆွစ်ဇာလန်ရဲ့မြို့တော်အဖြစ်အများစုသိကြတဲ့ဗန်မြို့ကြီးရဲ့အကြောင်းကိုအတော်လေးသိသွားလောက်ပြီထင်ပါတယ်။နားဆင်သူတုတ္တဆောင်မိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေရှင်။